စကိုင်းတိုင်းကလေးတမူးလက်မကြီးပေါ်မှာစုစုတက်တင်တဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားပြီးနောက်စုစုတက်တွေကကလေးမျိုးအချင်းထောင်ကိုလုံခြုံရေးတင်းကျပ်ထားတယ်လို့ဒေသခံသတင်းမြစ်တီကပြောပါရယ်စုစုတက်တင်တဲ့တော်လိုင်းအင်အားစုတွေပြီးခဲ့တဲ့ဩဂုတ်လကနေအောက်တိုဘာလအတွင်းမှာ ကလေးမျိုးနယ်အတွင်းကနန်းဆောင်ပူကန်ကြီးကန်တာယာရာစကြိုကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးချိန်ကလေးမျိုးနယ်စစ်နမိုင်ခန့်အကွာဝေးတဲ့ လေးတမူလမ်းမကြီးပေါ်မှာတည်ရှိတဲ့ကလေးအချင်းထောင်ကိုနှစ်လကျော်တဲ့အထိလုံခြုံရေးတင်းကျပ်ထားတယ်လို့ဒေသခံတဦးကပြောပါတယ်။လုံခြုံရေးတင်းကျပ်ထားတာကြောင့်ကလေးထောင်အတွင်အချင်းကျနေတဲ့အချင်းသားတွေစေဝါးကုသခွင့်တွေဆုံးရှုံးနေရပါတယ်။အဲ့ဒီအကျဉ်းသားတွေထဲမှာကြောက်ကပ်ပျက်စီးနေသူတွေနှလုံးယောဂသင်တဲ့ခန္ဓာကိုယ်အောက်ပိုင်းချိနေသူတွေအပါအဝင်နာတာရှင်ယောဂသည်တွေအပါအဝင်စုစုပေါင်း50ကျော် စေဝါကုသခွင့်မရဖြစ်နေတယ်လို့အကျဉ်းထောင်တဲ့နေဆက်သူတို့ကပြောပါတယ်။လုံခြုံရေးတင်းကျပ်ထားတာအပြင်စိုးစုလက်အောက်ခံထောင်အနာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေကို ပြစ်မှတ်ထားကအလုံးကျန်းခိုင်တာနဲ့တိုက်ပိတ်ရိုက်နှက်တာတွေရှိနေပြီးတော့ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ထောင်ဝင်စာပို့သူတွေကပြောပါတယ်။နိုင်ငံတော်အမ်းမှာတော့အနာသိမ့်ပြီးတဲ့နောက်စိုးစုတက်ဖြတ်လို့တေဆုံးသူ9399ဦးဖမ်းဆီးထောင်ချခံရသူ 2959ဦးရှိတယ်လို့နိုင်ငံရေးအကြံအများကူညီစောက်ရှောက်ရဲ့အသင်း AAPP ကဩဂုတ်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။